မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကို တင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်အာဏာသိမ်းမှုကြောင့်မြန်မာနိုင်ငံမှာခေတ်ကျွံပြူခြင်းလူကုန်ကူးခြင်းစိုက်ဘာရာဇဝတ်မှုနှင့်နေဆက်ဖြတ်ကျော်ရာဇဝတ်မှုကင်းများပျော်ဆန်ရာရဝန်းတစ်ခုဖြစ်လာဟုကုလသမဂ္ဂတွင်သတ်မှတ်ကြီးဦးကျော်မိုးထွန်းတတိပေးတဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အကြံဖက်စစ်တိတ်အာဏာသိမ်းမှုကြောင့်မြန်မာနိုင်ငံမှာခေတ်သစ်ကျွန်ပြူခြင်းလူကုန်ကူးခြင်းစိုက်ပါရာဇဝတ်မှုနှင့်နေဆက်ဖြတ်ကျော်ရာဇဝတ်မှုမှုကင်းများပျော်ဆန်ရာရဝန်းတစ်ခုဖြစ်လာနေကြောင်းကုလသမဂ္ဂအစည်းအဝေးတွင်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးဦးကျော်မိုးထွန်းကသတိပေးပြောဆိုခဲ့ပါသည် နိုဝင်ဘာလ25ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေး၏လူကုန်ကူးမှုတိုက်ဖျက်ရေးကမ္ဘာလုံးဆိုင်ရာလုပ်ငန်းစီမံချက်ကိုပြန်လည်တုံ့သက်ဆွေးနွေးသည့်အစိုးရအစည်းအဝေးတွင်တမတ်ကြီးကအထက်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါသည်။အကြံဖက်စေအုပ်စုကပြည်တွင်းတရားရေးရန်ညားကိုပြိုလဲဖျက်ဆီးအောင်လှုံ့ဆော်ခဲ့သည့်ဖြင့်အွန်လိုက်ချင်းလိုက်စနစ်တကျလူကုန်ကူးခံရသည့်အခြေအနေကိုကြီးထွားလာစေခဲ့ကြောင်း ခေတ်သစ်ကြုံပြူခြင်းနှင့်ရှုပ်ထွေးသောစိုက်ဘာရာဇဝတ်မှုများသည့်တဟုံတိုးပွားများလာကမြန်မာနိုင်ငံအားနေဆက်ဖြတ်ကျော်ရာဇဝတ်မှုကင်းများပျော်စံရရဝန်းတစ်ခုဖြစ်လာစေခဲ့ကြောင်းမြန်မာနိုင်ငံတွင်စစ်အာဏာရှင်စနစ်နှင့်တရားမဝင်စစ်အာဏာသိမ်းမှုမှပြဿနာဤစင်းမြစ်ဖြစ်ကြောင်းတမ်မတ်ကြီးကအတည်ပြုပါရယ်မြန်မာနိုင်ငံတွင်လူကုန်ကူးခြင်းပြဿနာသည်2021ခုနှစ်ဖေဖော်ဝါရီလ၌အာဓမစစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ခြင်းကြောင်းတိုက်ရိုက်ဖြစ်ပေါ်လာခဲ့သောဖြိုလဲပြက်စီးနှစ်သည့်အနေအထားအားပြသပြီးသောလက္ခဏာတရက်ပင်ဖြစ်ကြောင်း UNODC ဒေတာတွင်သုတေသည့်တအူဆိုလျင်စစ်အာဏာရှင်စနစ်ဆိုးကြောင့်ရာဇဝတ်မှုကင်းမြကင်းစာယောဂါတဖွဲ့ပြန်ပွားနေသည်ဟုအတီအလင်းထောက်ပြထားကြောင်းစစ်အာဏာရှင်စနစ်ဆိုးမတရားစစ်အာဏာသိမ်းမှုနှင့်ပြစ်ဒဏ်ကင်းလွတ်ခွင့်တို့အပြီးတိုင်ခြုံငိမ့်မှသာလျင်ပြည်ထနာအားဖြည့်ရှင်းနိုင်မည်မှာရှင်းလင်းမြင်သာကြောင်းသူကဆက်ပြောပါရယ်ကိုပြည်သူများကိုကိုယ်တိုင်ပြန်လည်ဘုံကျဲတက်ဖြတ်နေပြီးအကြောက်တရားချုပ်နှံစေကဖိနှိပ်ကန့်သက်ချုပ်ခံမှုများပြည်내စွာပြုလုပ်နေသည့်သူများကစီစဉ်နေသောလုပ်ငန်းစဉ်တစ်ခုသည် မိတို့မြလွတ်လပ်မြတာ၌အလုံးပါဝင်မြေရွေးကောက်ပွဲတစ်ခုဖြစ်မည်မဟုတ်ပေ၊လိညာလှည့်ပြားမှုတစ်ခုသာဖြစ်ကြောင်းအဆိုပါတူယောင်ရွေးကောက်ပွဲသည်အကြက်တဲအားဖြည့်ရှင်းပေးမည်မဟုတ်ပေ၊အကြံဖတ်မှုများပုံမတိုးပွားစေကမတည်ငြိမ်မှုများအားအထွန်းရှည်စေမည်ဖြစ်ပြီးတရားမဝင်လူကုန်ကူးမှုခွင့်ရမ်းများကို ဖို့မပွားများစေမည်ဖြစ်ကြောင်းတမတ်ကြီးကပြောဆိုပါရယ်စေအုပ်စုကခြေပြန့်စွာစနစ်တကျကျူးလွန်လျက်ရှိသောအယက်သားပြည်သူများအပေါ်မစင်မကျင်လေးချောင်းဖုံးကျဲတိုက်ခိုက်မှုများကိုဒိုးမြင့်လှုပ်ဆောင်ခြင်းအာရမတတဆူဆောင်ခြင်းနှင့်ပြည်내နေသောလူအခွင့်ရေးချိုးဖောက်မှုများအပါအဝင်မြောက်များစွာသောရက်ဆက်ကြံကြုတ်မှုများကြောင့်၃တသမ၆တန်းခန့်သောပြည်သူများအနေဖြင့်ပြည်တွင်း၌နေရဆုံးခွာနေထိုင်နေရကြောင်းထို့သောနေရဆုံးခွာထွက်ပြေးတိမ်းရှောင်နေစဉ်တွင်လည်းပြည်သူများအထူးသဖြင့်အမျိုးသမီးများကလေးသူငယ်များနှင့်ရိုဟင်ဂျာများအပါအဝင် လူနည်းစုများအနေဖြင့်လူကုန်ကူးခံရမည့်အန္တရာယ်များနှင့်ရင်ဆိုင်နေရကြောင်းမကြသေးမီကတွေးရှိရသည့်ကိုတွင်းအင်္ဂါအစိပ်ပိုင်းများတရားမဝင်ဖဲထုတ်ရောင်းချခြင်းဖြစ်စဉ်မှာထိတ်လန့်ပွဲကောင်းလွန်ကြောင်းတန်မတ်ကြီးကထောက်ပြပါရယ်ကုလသမဂ္ဂမူရစ်ဆေးဘွားနှင့်ရာဇဝတ်ဆိုင်ရာယုံ UNODC ကလည်းမြန်မာနိုင်ငံကဗဟုအချက်ချကြသည့်စေမျက်တစ်ခုဖြစ်လျက်အရှေ့တောင်အာရှဒေသတွင်ဖြစ်ပေါ်လာသည့်ကြောင်းမတ်ဖွဲကောင်းသောအတင်းအကျပ်ရာဇဝတ်မှုကျူးလွန်စေရန်စေခိုင်းသည့်ဖြစ်ရမှန်အခြေအနေကိုမိမောင်းထုတ်ထုတ်ဖော်ပြောဆိုထားကြောင်း နိုင်ငံပေါင်းမြောက်များစွာမှနိနာသူများဤစည်ရင်တည်ပင်လျင်ပြဿနာဤဆိုးရွားမှုအတိတ်နဲ့နှင့်ဒေတာတွင်နှင့်အခြားနေရာများသို့ပါကျော်လွန်၍ချင်းချောက်လာသည့်နှင့်အချက်ကိုဖော်ကျူးပြသနေကြောင်းကဘာပေါ်ရှိမိသူတဦးတယောက်မျှဤမျှအနေရကြီးမသောနိုင်ငံတကာရာဇဝတ်မှုထံမှဘေကင်းလွတ်မြောက်နိုင်မည်မဟုတ်ကြောင်းသတ်မှတ်ကြီးကဆက်လက်ပြောဆိုပါသည် တို့ဖြစ်ရာမြန်မာနိုင်ငံအနေဖြင့်အဆိုပါပြည်ထနာအတွက်မကြသေးမီကပင်အရေးယူလှုံ့ဆော်ခဲ့သောအိန္ဒိယနိုင်ငံများဒေတာရင်းမိတ်ဖက်နိုင်ငံများနှင့်နိုင်ငံတကာမှပါဝင်ပတ်သက်နေသူများအလုံးကိုကျေးဇူးအထူးတင်ရှိလိုပါကြောင်းရင်းလှုံ့ဆော်ချက်များသည့်အကောက်အွယ်ပေးခြင်း protection fancy ခြင်း prostitution နှင့်မိတ်ဖက်ပူပေါင်းလှုံ့ဆော်ခြင်း partnership ဖူသော P3 ခုနှင့်ကိုက်ညီမှုရှိပါကြောင်းသို့တော်လည်းဒုတဲ့ကြီးမသည့်ရာဇဝတ်ခိုင်းများအားတိုက်ဖြတ်ဖြိုခွဲနိုင်ရန်ပုံမှုခိုင်းမှသောအရေးယူဆောင်ရွက်ချက်များလှုံ့ဆော်ရပြီသာဖြစ်ကြောင်း မြမအရေးကိစ္စနှင့်ဆက်စပ်လျင်ပြဿနာဤစင်းမြအားရှင်းလင်းစွာထိထားရမည်ဖြစ်ကြောင်းအတည်လင်းထောက်ပြပါရယ်မြန်မာနိုင်ငံတွင်စစ်အာဏာရှင်စနစ်ဆို မတရားဆရာနာသိမ်းမှုနဲ့ပြည်တံကင်းလို့ခွင့်တို့အပိတိုင်ထုံရင်းမှသာလျင်ပြတနာအားဖြည့်ရှင်းနိုင်မည်မှာရှင်းလင်းမြင့်တာကြောင့်တစ်ဖက်တွင်လည်းအမျိုးသားညီညွတ်ရေးအစိုးရနှင့်တိုင်းသာတော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့်အွန်လိုင်းလေလံမှုများအပါအဝင်နေဆက်ဖြတ်ကျော်မှုမှုကင်းများအားတိုက်ဖြတ်သွားရန်ဒေတာတွင်နိုင်ငံတကာအဖွဲ့အစည်းများနှင့်အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမည်ဟုခိုင်မာစွာရည်တည်ထားပြီးဖြစ်ကြောင်းတမ်မတ်ကြီးကထုတ်ဖော်ပြောဆိုသွားပါသည်။ KNU တိမ်ပိုက်စစ်စင်းနေသည့် DKPA ချားဖြန့်အလုပ်ရုံကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင် DKBA ကကြားဖြတ်အလုပ်ရုံများကိုဆက်လက်ကောက်ွယ်ပေးနေပြီးနနက်ကိုင်းအဖွဲ့များမလာရနေမီတတ်မှတ်တိတ်ဆွဲသတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ကရင်ပြည်နယ်မြဝတီမြို့နယ်တွင် KNU တင်ပိုက်စစ်ဆေးနေသည့်မင်းလက်ပံကျေးရွာရှိ DKBA ကြားဖြတ်အလုပ်ရုံကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်နေကြောင်းကရင်စည်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။ယနေ့နိုဝင်ဘာလ26ရက်နေ့ KNU ကတိုက်ခိုက်သိမ်းပိုက်စီးနင်းထားသောမင်းလက်ပံကြီးရွာရှိ DGB အတပ်ဖွဲ့ပိုင်ကြားဖြတ်ငွေလိမ်လည်သောခြံဝန်းကြီးကို အကြမ်းဖက်စစ်တပ်ကအထီးကန်ဒရုန်းများဖြင့်လကောက်တိုက်လေယာဉ်များဖြင့်လကောက်ဗုံးကျဲတိုက်ခိုက်မှုများလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။စစ်တိတ်လေးကြောင်းတိုက်ခိုက်မှုကြောင့်မြေပြင်တွင်ထိခိုက်မှုမရှိတော့လေမြစ်လက်ပတ်ကြီးရွာဝင်းကျင်တွင်အုံတော်ချံပိုင်းကျောင်းဆိုင်ခင်ပိုင်းနှင့်တင်းကျိုင်းနေရာဘက်သို့ကြားရောက်ပောက်ပွဲခဲ့ကြောင်းသိရပါတယ်။အရင်ရက်တွေကလေးကစစ်တပ်ကကာမီကာဇီဒရုန်းနဲ့ဖုံးလာခြေတဲ့တရုတ်တွေထိခိုက်တာရှိတယ်။ဒီဘက်ကဒရုန်း gust နဲ့ပြစ်ဖမ်းတော့ဒရုန်းတွေပြုတ်ကြတယ်ပောက်ကွဲတာမျိုးမရှိဘူး။ တရုတ်ဆိုင်မှာကကြားဖြတ်အလုပ်သမားတွေကိုစစ်နေမင်းနေတုံးပဲဆိုတော့တတိထားနေရတယ်။ဒီလေတုံးက Jet Fighter နဲ့လာကျဲတာဆိုတော့ရွာတွေကအုံပင်တော့ဘက်ကြားရောက်ပေါက်ခွဲတယ်။အိမ်တွေခြံတွေထိတယ်တရုတ်ဆိုင်ဘက်တော့မထီဘူးရွာပြင်မှာကစစ်တပ်စစ်ကြောင်းနဲ့တိုက်ပွဲကဖြစ်နေတုံးပဲဟုခရင်စီရီသတင်းရင်းမြစ်ကရှင်းပြပါတယ်။လက်ရှိမင်းလက်ပတ်နဲ့အင်ချင်းမြိုင်ကျေးရွာဘက်တွေ KNU ကတိုက်ခိုက်သိမ်းပိုက်စစ်ဆေးနေသည့် DGPA ပိုင်းကြားဖြတ်ရုံအပြင်အခြားကြားဖြတ်ငွေလိမ်လုပ်ငန်းခြံဝန်း၁၀ခုထပ်မံနေကြန့်ရှိနေကြောင်း ရှင်းနေရများတွင် DGPA ကအလုံးကျုံရေးတင်းကျပ်ခါဝင်လိန်လုပ်ငန်းဆက်လုပ်နေစေဖြစ်ကြောင်းသိရပါတယ်။အင်ဂျင်မြိုင်ကျွန်းတော်မင်းလက်ပန်းစီဆိုင်နေရာတွေမှာကတရုတ်အလုံးယုံတွေကြံ့နေသေးတယ်။အတီးနဲ့အသေးဆိုရင်ကြာဖြန့်စေယုံလောက်ရှိနေတယ်။ဗီဇက်တွေဖွင့်ပြီးအလုပ်လုပ်နေတော့ပဲ DGPA တွေလည်းရှိတယ်။ရွာရှိဘက်မှာကစစ်တပ်တွေကခရင်အပွဲ PDF အပွဲတွေတိုက်ပွဲဖြစ်တာလက်နက်ကြီးတွေလည်းပြစ်တယ်။ကန္နာပိုင်းနဲ့ရွာတွေပိုင်းကတော့ကြီထီလိုက်အလုံးကြီးထီလိုက်အိမ်တွေဆိုင်တွေပြက်ကုန်နေဟုခရင်စစ်ရေးတရေရင်းမြစ်ကရှင်းပြပါရတယ်။ လက်ထက်တော့ TKPA ကစီရင်တင်းမာနေသည့်ဖလူဘောလီနှင့်စုကလီအထိမြည်သည့်လက်နက်ကိုင်အဖွဲ့ကမှနေမည်ဖြတ်တန်းသွားလာခွင့်မပြုတော့ကြောင်းနှင့်အရေးပေါ်ကိစ္စသွားလာရရှိပါကဂျိုတီအကြောင်းကြားသတင်းပို့ညှိနှိုင်းပြီးမှဖြတ်တန်းသွားလာခွင့်ပြုမည်ဖြစ်ကြောင်း TKPA ကသတင်းထုတ်ပြန်ကြေညာပါသည်ဆလပီစစ်ကောင်စီကာလုံပါဝင်ခဲ့သူတွေနဲ့ရွေးကော်အဖွဲ့ဝင်25ဦးကိုအကြမ်းဖက်သမားတွေအဖြစ် NUG ကျင်းညာ ပြည်ထောင်စုအဆင့်ရွေးကော်အဖွဲ့ဝင်တွေကသာမကပြည်내တိုင်းခရိုင်မြို့နယ်အဆင့်ကော်မရှင်အဖွဲ့ဝင်တွေကိုအမိနဲ့တကွကြီးညာမယ်လို့ထုတ်ပြန်နေဆွဲတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စစ်ကောင်းဆောင်မြောက်လိုင်းအပါအဝင်အာနာသိန်းစစ်အုပ်စုဖွဲ့စည်းထားတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကတာဝန်ပေးခဲ့တဲ့အမျိုးသားကောက်ွယ်ရေးနဲ့လုံခြုံရေးကောင်စီအဖွဲ့ဝင်၁၄ဦးနဲ့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၂၅ဦးကိုအကြမ်းဖက်သမားတွေအဖြစ်ကြီးညာလိုက်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG အကြမ်းဖက်တိုက်ဖြတ်ရေးအဖွဲ့ဗဟုအဖွဲ့ကနိုဝင်ဘာ၂၅ရက်မှာထုတ်ပြန်ပါတယ်။ စစ်ကောင်းဆောင်မြောင်းလိုင်းအပါဝင်စစ်တပ်အာဏာသိမ်းစ2021ဖေဖော်ဝါရီတရက်မှာအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကိုဥပဒေမဲ့ခေါ်ယူခဲ့တဲ့ဒုသမရဦးမြင့်စွေစစ်ကောင်းဆောင်မြောင်းလိုင်းဒုစစ်ကောင်းဆောင်ဆိုဝင်ဒုဗိုလ်ချုပ်ကြီးဆိုဝင်ဒုဗိုလ်ချုပ်ကြီးဆိုထွန်ဒုဗိုလ်ချုပ်ကြီးရဲအောင်တို့ကိုအချမ်းဖတ်သမားတွေအဖြစ်ကြီးညာကြောင်း NUG ကထုတ်ပြန်ကြီးညာခဲ့ပြီးနောက်စစ်ကောင်စီကတာဝန်ပေးတဲ့ ကလုံမှာပါဝင်ခဲ့သူမြောက်လိုင်းအပါဝင်၁၄ဦးကိုလည်းအကြံဖတ်သမားတွေအဖြစ်ထပ်မံကြေညာခဲ့ပါတယ်။၂၀၂၁ဖေဖော်ဝါရီ၁ရက်မှ၂၀၂၅ဇူလိုင်၃၁ရက်တွင်အကြံဖတ်စေအုပ်စုဖြစ်တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကထောက်ဝင်ပေးတဲ့ဖွဲ့စည်းခဲ့သောအစိုးရအဖွဲ့ဆက်ဆက်ရေးအမျိုးသားကောက်ွယ်ရေးနဲ့လုံခြုံရေးကောင်စီဟာလည်းအကြံဖတ်အဖွဲ့စည်းဖြစ်တာကြောင့်အဲဒီကောင်စီအဖွဲ့ဝင်တွေကိုလည်းအကြံဖတ်သမားတွေအဖြစ်ကြေညာခြင်းဖြစ်ကြောင်းအသိပေးထားပါတယ်။အကြံဖတ်သမားတွေအဖြစ်ထပ်မံကြေညာခံရတဲ့ကောင်စီဝင်တွေကတော့မြောက်လိုင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတီခွန်မြန်ဒုစစ်ကောင်ဆောင်ဆိုဝင်ဘိုးချုပ်ကြီးမြထွန်းဦးဒုဘိုးချုပ်ကြီးထွန်းတော်ဥဝနမောင်လင်းဦးတန်းစွေဦးဟင်နရီဗင်တီယုံဒုဘိုးချုပ်ကြီးအောင်လင်းတွင်ဒုဘိုးချုပ်ကြီးရဲဝင်းဦးဒေါက်တာတီရာဦးဘိုးချုပ်ကြီးတင့်အောင်ဆန်းဘိုးချုပ်ကြီးမောင်မောင်အေးဒုဘိုးချုပ်ကြီးရာပြေတို့ဖြစ်ပါတယ်အာနာသိန်းစစ်တက်ဟာအာနာသိန်းပြီးခါလုံးအစည်းအဝေးအကြိမ်ကြိမ်ခေါ်ယူပြီးအရေးပေါ်ကာလတက်တန်တူတာစေုပ်စုရဲ့ဝင်ကြီးအပြောင်းလဲတွေလောက်တာကိုမကြာခဏပြုလုပ်ခဲ့တာပါ ကြာပြင်စစ်ကောင်စီဖွဲ့စည်းခဲ့တဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေကိုလည်းအကြမ်းဖက်သမားတွေအဖြစ် NUG ကကြေညာခဲ့ပါတယ်။ကော်မရှင်အဖွဲ့ဝင်တွေဖြစ်တဲ့ဦးသိန်းစိုး၊ဦးတောင်ထင်၊ဦးတန်းထွန်း၊ဦးကျောက်၊ဦးအောင်စောဝင်၊ဦးတန်းဝင်၊ဦးစောဘလိုင်း၊ဦးစိုးဦး၊ဦးအောင်မွန်မြင်၊ဦးအောင်လွင်ဦး၊ဦးတန်းစိုး၊ဦးဘရန်ရှောင်း၊ဦးမြင့်ဦး၊ဦးခမဦး၊ဦးနုမြဆန်၊ဦးမြင့်သိန်း၊ဒေါက်တာဖမောင်၊ဦးကိုကိုလွင်၊ဦးမင်းမင်းဦး၊ဦးတန်းအောင်ကျော်၊ဦးခင်စော၊ဦးမျိုးလိုက်ဦးတန်းထွတ်သိန်း ဦးတင်ဆွေဝင်းဦးအောင်မြင့်လွင်စတဲ့သူတွေကိုအကြံဖက်သမားတွေအဖြစ်ကြီးညာခဲ့ပါတယ်။အကြံဖက်သမားတွေအဖြစ်ကြီးညာခဲ့ပါတယ်။စစ်ကောင်စီကအသွင်ပြောင်းဖွဲ့စည်းထားတဲ့စစ်ကော်မရှင်နဲ့ဆက်ဆက်အဖွဲ့အစည်းတွေအလုံးဟာအကြံဖက်အဖွဲ့တွေဖြစ်တယ်။နိုင်ငံရဲ့ပြည်သူလူထုရဲ့ရန်သူဖြစ်တယ်ဆိုတာကြီးညာထားပြီးဖြစ်တယ်လို့ NUG ပြည်တော်စုဝင်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောပါတယ်။အဲ့ဒီထဲကနေမှတရားမဝင်တူရောင်ရွေးကောက်ပွဲကော်မရှင်အမိခံအဖွဲ့အစည်းဟာဆိုရင်လေကာလုံကနေသူတို့ဖွဲ့စည်းတာဖြစ်ပါတယ်အကျန်းဖက်စစ်တပ်ရဲ့လုံကာကိုလည်းပဲအကျန်းဖက သမားတွေအဖြစ်ကြီးညာပြီးဖြစ်လို့လုံကာကနေဖွဲ့စည်းတဲ့ DUEC ကိုလည်းပဲဆက်ပြီးတော့အကြံဖတ်သမားတွေအဖြစ်ကြီးညာတာဖြစ်ပါတယ်။လူပုဂ္ဂိုလ်နာမည်တွေနဲ့ထပ်မံကြီးညာတာဖြစ်ပါတယ်လို့ဦးနေဖုံလကပြောပါတယ်။လက်ရှိတော်လည်းအင်အားစုတွေစုံမထိန်ထုတ်နေမြေတွေသို့မဟုတ်လမ်းပိုင်းတွေမှာဒီကြီးညာထားတဲ့သူတွေကိုဖမ်းဆီးရမိပြီး NUGC အနှံလာပါကအကြံဖတ်မှုတိုက်ဖြတ်ရေးဥပဒေနဲ့အရေးယူသွားမယ်လို့ပြောပါတယ်။ ဖမ်းမိသူတွေအနေနဲ့ထပ်မံကျူးလွန်ထားတာစစ်ဆေးတွေးရှိတယ်ဆိုရင်လည်းထပ်မံကျူးလွန်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးအရေးယူဆောင်ရွက်သွားအောင်မယ်လို့ဦးနေဖုံးလက်ကအတည်ပြုပါတယ်။အခုကတော့ပြည်ထောင်စုအဆင့်ရွေးကောက်ပွဲကော်မရှင်အမြင့်ကန်အဖွဲ့မှပါဝင်နေတဲ့သူတွေကိုကြီးညာတာဖြစ်တဲ့ဆက်လက်ပြီးတော့လေတိုင်းနဲ့ပြည်နယ်ခရိုင်မျိုးနယ်အဆင့်တွေလည်းဇက်တိုက်ထုတ်ပြန်ကြီးညာတာအခုလိုမျိုးလူပုဂ္ဂိုလ်နာမည်တွေနဲ့ထုတ်ပြန်ကြီးညာသွားဖို့ရှိပါတယ်လို့ဦးနေဖုံးလက်ကပြောပါတယ်။အခုကြီးညာထားတဲ့အကြမ်းဖက်သမားတွေကိုဥပဒေအရအရေးယူနိုင်ရေးချိုးဖန်းဆောင်ရွက်သွားမှာဖြစ်လို့ ဒေါ်လာရေးအင်အားစုတွေနဲ့ပြည်သူတွေပူးပေါင်းဆောင်ရွက်ကြဖို့လေ NUG ကတိုက်တွန်းထားပါတယ်ဒီထုတ်ပြန်ချက်ထဲမှာပါသလိုတော်လည်ရေးအင်အားစုတွေအနေနဲ့ပဲဖြစ်စေပြည်သူတွေအနေနဲ့ပဲဖြစ်စေဒီလူပုဂ္ဂိုလ်တွေကိုဖမ်းဆီးရမိတယ်ဆိုရင်အမျိုးသားညီညွတ်ရေးအစိုးရပြည်ထရေးဝင်ကြီးဌာနကိုအကြောင်းကြားပြီးဒီလူတွေကိုအရေးယူဆောင်ရွက်နိုင်ဖို့အရေးကိုပူးပေါင်းဆောင်ရွက်ကြဖို့ထပ်မံတိုက်တွန်းပါတယ်လို့ဦးနေဖုံးလက်ကပြောပါတယ်